ပြောစောမင်းလည်းအလုပ်လေးပါလေးလုပ်ဖို့စဉ်းစားအောင်မင်းကလည်းဖေးစားမှာပြောစားနေထမင်းလို့တော့ပြုတ်ကြအေးအဲ့ဒီထမင်းစားတတ်တယ်ဆိုရင်အဲ့ဒီထမင်းဖြစ်တဲ့ဆံဘိုးကိုလည်းမင်းရအောင်ရှာတတ်ရတယ်လူတွေကလည်းလေအလိုက်ကန်းစိုးမသိပါဘူးအိမ်မှာလည်းကန့်နေတယ်ထမင်းစားတော့လည်းအရန်သင့်အခန့်သင့်လေးပဲစားလိုက်တယ် အိမ်ရှိပူအိမ်နောက်မချမ်းသာဖြစ်မှာဆိုးလို့ဒါမပြောတာ誒လူတွေကလေနင်းနင်းမှကိုလိုက်ကန်းစိုးမသိဘူးခက်တယ်ခက်တယ်ခက်တယ်อืมอืมကြည့်စောอืมဟိုလောင်ဝကိုရကန်းရတာပြင်တခြားလုတ်ပေးနိုင်မယ်လို့ရှိရင်ပြောလေဟိုကြည့်စောပါပဲခန်းခိုင်းလောင်ဝလုတ်ပေးပါမယ်သမီးလေးရယ်ကြည့်စောကလေဟိုစီးပွားရေးတွေကတအားကြလာတော့ တကြီးစောပြောမိပြောရတယ်ပြောလိုက်တာပါသမီးရဲ့ဆာဆာကမဆာအော်ကောင်းမင်းကျမလေးဟိုမဆန်းတို့အိမ်ဘက်ကိုသတင်းလေးသွားမေးလိုက်အောင်သတင်းလေးသွားမေးလိုက်အောင်မေဟာမင်းကလည်းချင်းချင်းပါလားကောမနေ့မှသွားလဲရတဲ့ကိစ္စအော်တူမသားလေးတယောက်တည်းရှိတာဘလောက်စိတ်တော့ကရောက်နေမလဲလို့အဲ့ဒါလေးသွားမေးလိုက်အောင်မေအေးအေးအဲ့ဒါဆိုငါပါလိုက်ခဲ့မယ်ကဲမလိုက်ခဲ့ပါနဲ့ဝေးတာလည်းမဟုတ်ဘူးဒီနာနဲ့ဒီနာကို 怎么爬到多高的上面了一把没？想嘞哩。哦，妈咪妈嘞，老神秘，老神秘，不老嘛表面，素面罢了哈。伊的伊老嘛，阿梅老是奈那不读嘛咪西，阿飞嘞嘛飞哦伊个，打嘞嘛飞哦伊个，才奈路伊个朴素。给给，啥呀？好，给你听。还行嘛？ ခေါ်ထုံးလေပြန်တွေ့ပြီလားခုချိန်ကြီးတော့ပြန်တွေ့တယ်လို့မကြားသေးဘူးပဲအေးဟဲမြို့မျက်နှာဖုံဆန်းကုန်းတဲ့တထေးရဲ့ခလေးမှပြောက်သွားတယ်လို့အေးဟုတ်ပါတူးသေးသောသားဆိုတော့ပြန်များမတွေ့ခင်မိဘတွေတော့ယူသွားနိုင်လေဖွက်ဟဲ့ညီလာလေမပြောကားမစကောပြန်တွေ့မှာပါ යි မလဲပြန်များမတွေ့ခင်လို့ပြောတာပါ යි ဟဲ့ဖိုးထုံးလေးပြောက်တာသွေးရသားရောဟုတ်ရဲ့လားမသိဘူးနော် ဟေးရက်ွက်တယ်ပြောနေကြတာတော့ဟေးတထေးသားဆိုတော့ငွေလိုချင်လို့ပြန်ပေးဆွဲတာလားမသိဘူးတဲ့ငါတော့အဲ့လိုမထင်ပါဘူးဧဟမ်ညကဘယ်လိုထင်လို့ငါတို့ငငယ်တုန်းကလူကြီးတွေပြောဘူးလားတော့မောင်ကြီးတရိုးလျှောက်သွားရင်နတ်ဖွဲ့တာတို့ဘာတို့ရှိတယ်တဲ့ကလေးတွေဆိုတော့မသွားသင့်တဲ့နေရာမပြောသင့်တဲ့စကားဆိုတော့မသိဘူးလေဒါမှမဟုတ်စည်းဝါးပြိုင်နေရလောက်ကြံနေကြတာများလားမသိဘူးနော် မပြောတတ်ပါဘူးအေးရက်ကွက်ထဲလဲတယောက်တပေါက်တီပြောနေတော့ဘာကိုယုံအောင်ကိုမသိဘူးခလေးပြန်တွေးมาပဲအဖေကတိရမှာဟဲ့ဒါနဲ့လေသူတို့တွေကတထေးတွေဆိုတော့တခုခုဖြစ်ရင်လေအုံလိုက်ကျင်းလိုက်နဲ့ဝိုင်းကူမဲသူကအများသားဤအခုဆိုလဲလေရက်ကွက်လူကြီးကိုတိုင်လူစုပြီးတော့လေလူစုခွဲရှာနေတယ်တဲ့ငါတော့ပြန်တွေ့ပါစီလူပဲစူတောင်းပါတယ်ဟဲ့နေ့သားနဲ့တမီကိုလဲ မောင်ရဲ့အပြင်ကိုမထွက်ခိုင်းနဲ့နော်တခုခုဆိုစိတ်ပူတင်ရတာအေးပါအေးလှုပ်ဆမ်းမဒီမှာနားနဲ့ရာနေလို့ကိုတိုင်ကျမသားလေးကိုလေကျမသူတို့နဲ့တူတူသွားရှာခြင်းနဲ့သားလေးကိုမတွေ့မချင်းဒီအိမ်မှာဒီလိုအိမ်မနေခြင်းဘူးမင်းရလေကွာငါလည်းဒီအိမ်မှာဘယ်နေခြင်းမလဲရေစုံမြေစုံထီလေသူတို့နဲ့တူလိုက်ပြီးသားလေးကိုရှာခြင်းတာပေါ့ကွာမင်းကိုစိတ်မရှာလို့ငါပြန်လာတာသူတို့ပြောသလိုပဲကွာ ငါတို့အိမ်မှာစောင့်ကြတာပေါ့ခုလေအဖွဲလေးခွဲပြီးရှာကြတော့ဆိုတော့ဒါလေးကိုအမြန်ဆုံးပြန်တွေ့မှာပါကွာကိုတာရေမဆိုင်ရေဟုတ်မဆိုးပါဟုတ်ကဲ့လာထိုင်များဘလို့ဖြစ်တာလဲရှင်ကျမကြားကြားချင်းလာခဲ့တာ မစောကျမတို့သားလေးကိုလေအခုတိရှာမတွေ့သေးဘူးသားလေးကတခုခုဖြစ်နေလေကျမရှင်သိမမိမလေးကွာစိတ်ထင်းစားမမေးရလေတရင်ကြကြချင်းထမင်းစားရင်တန်းလာနဲ့ကိုထွက်လာခဲ့တာကိုတာရင်တို့မဆန်းတို့ကျမအပေါ်မှာတမျိုးမမြင်ဘူးဆိုလို့ရှိရင်တော့ဟိုဖိုးထုံးလေးပြန်တွေ့အောင်ကျမကူညီပေးနိုင်ပါတယ် ။ဒါလေးကိုတော့ပြန်တွေ့မယ်ဆိုရင်လေကျမတို့ပါမစုံလို့ပါမယ်။မစုံပါကူညီနေနာရှင်ကူညီပေးပါဦးနော်။ကျမတို့တမျိုးလည်းမထင်ပါဘူးမစုံပါရဲ့။ဟုတ်ကဲ့ဟုတ်ကဲ့။အခုဖိုးထွန်းလေးကပျောက်တာရဲလဲသိမ့်မကြသေးဘူးလေ။အများပြောသလိုပဲပြန်လေးဆွဲတာပဲဖြစ်ဖြစ်နတ်ဖန်းတာပဲဖြစ်ဖြစ်နောက်ပြီးတော့ဟိုမျက်စိလဲလမ်းမပြီးတော့အိမ်ကိုပြန်ရောက်မလာတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လေဖိုးထွန်းလေးရှိတဲ့နေရာကိုသိရအောင်ကျမကူညီပေးခြင်းလို့ပါ မဆောရှင်တကယ်ပြောတာလားရင်တကယ်ပြောတာဗောဟိုကျမညီမစောကြည်လေးကိုရှင်တို့တွေသိကြတယ်မလားဟုတ်ကဲ့သိပါတယ်စောကြည်ရလေဒီမြို့မှာအရင်တော့နာမည်ကြီးတဲ့အကြာမြင်ဆရာမလေးတယောက်လေဟုတ်တယ်နော်ဟုတ်တယ်သူရင်ဟောချက်တည်းအမှန်လို့လေမင်းရဲ့သူတွေကအများကြီးရှိခဲ့တာဟုတ်သူမတော်ဆမှုတစ်ခုခုဖြစ်ပြီးစကားမပြောနိုင်တော့မှမဟုတ်နိုင်တော့မှလားဒါပေါ့ရှင်ဒါပေါ့ဒါပေါ့ မဆုံးပါညီမလေးသာအခုချိန်ဟောနိုင်လို့ရှိရင်ကျမသားလေးရှိရနေအောင်ပြောနိုင်မှာ။အော်မဆုံးပါမဟောနိုင်တော့ပြီမယ်လေ။သူ့သမီးလာဝင်းဟိုကျမတူမလေးလေ။သူကလည်းလေမွေးရပါအကြအမြင်ပါရမီတွေပါလာတာ။ဘလို့ဟုတ်တယ်လေ။စောကြည်သမီးလေးလာဝင်းရလေ။သူ့အမေလိုပဲအကြအမြင်ပါရမီပညာရှင်လေးလေ။စောကြီးကသူ့လိုပဲဖြစ်မှာဆိုလို့သူ့သမီးလေးကိုမဟောခိုင်းတာဒါပေမဲ့လေ ကျမကရှင်တို့ရှင်တို့ရင်ဘတ်ထဲကအပူတွေကိုကျမတွေ့နေတော့ကျမတူမလေးရဲ့အကြအမြင်စွန်းအားတွေနဲ့ပို့ထွန်လေးရှိတဲ့နေရာကိုကြည့်ပေးနိုင်မလားဆိုပြီးတော့လာခဲ့တာဝမ်းသာလိုက်တော့မစုံးပါရဲ့ကျမတားလေးရှင်းရနေအောင်လေအမြင်ဆုံးသိကျင်နေမစုံးပါတူမနေပြန်တွေ့ကျင်နေကျမတို့ကိုကြည့်ပေးမအောင်တော့ကိုကြည့်ပေးမှာပေါ့ရှင်ကိုကြည့်ပေးမှာပေါ့ဩတခုတခုတော့ရှိတယ်နော် ကျမတူမလေးဟောတာလဲမှန်တယ်ဖိုးထုံးလေးကိုလည်းပြန်တွေ့ပြီဆိုလို့ရှိရင်ကိုตาရင်တို့မဆန်းတို့ဟာကျမတူမလေးအတွက်ညံပူဇော်ကလေးကိုပမာဏလေးတစ်ခုတော့စီစဉ်ပြရလိမ့်မယ်နော်အရင်တော်တော်ဘာမှစိတ်မပူပါနဲ့မဆောပါရဲ့ငွေကြီးကကျွန်တော်တို့အရေးမကြီးပါဘူးခင်ဗျဟုတ်ကဲ့အခုချိန်ပါလေကျွန်တော်သားလေးအသက်ရှင်လဲပြန်တွေ့ဖို့ထက်ဘာမှအရေးမကြီးပါဘူးခင်ဗျဟုတ်ပါရဲ့ရှင် ကျမတို့သားလေးသာအမြန်ဆုံးတွေ့မယ်ဆိုလို့ရှိရင်မဆုံးပါလို့စိတ်မပြတ်စေရဘူး။အဲ့ဒါဆိုလို့ရှိရင်လေဟိုဖိုထွန်းလေးအမြဲအသုံးပြုနေတဲ့အသုံးဆောင်ပစ္စည်းလေးတစ်ခုကိုလေယူပြီးတော့ကျမတို့အိမ်ဘက်ကိုလိုက်လာခဲ့။နော်။ဟုတ်ကဲ့။ကျေးဇူးပါမဆုံးပါ။ဟုတ်ကဲ့ဟုတ်ကဲ့ကျမကိုလည်းပြန်ဝေးပြပါဦးရှင်ဟုတ်ကဲ့ဟုတ်ကဲ့ကဲကိုတိုင်းကျမတို့လည်းအမြင်ဆုံးလိုက်သွားရအောင်နော်